25ခုနှစ်ဧပြီလ22ရက်ဒီနေ့အတွက်ခொနည်းသားမီးတို့ရဲ့တဲတော်ကံကြမ္မာနွေးဟာဓာတ်ရှိချောင်းဆိုတဲ့တဲတော်ကံကြမ္မာနမိတ်ဖြစ်ပါတယ်အချင်းအချက်ကျုံသွားတယ်ဆိုတဲ့သင်္ကေတနမိတ်ပါပဲမိတ်ဆွေတို့မှာငွေကြေးကိစ္စမျိုးအချင်းအချက်ဖြစ်တတ်တယ်မိမိကြိုးစားဆောင်ရွက်နေတဲ့အလုပ်ကိစ္စတွေအတွက်အပိတ်အဆို့အတားအဆီးဖြစ်တတ်တယ်ဒီနေ့ချင်းဆိုတာနဲ့ကိစ္စတွေဟာမတင်မပဲလွဲချွတ်တတ်တယ်အဆိုးညံ့နေရှိပါတယ်ဒါကြောင့်မလို့အဲ့လိုမျိုး အမှားရွင့်အလွဲကျော်အထင်းငော်တွေကနေလွတ်မြောက်သွားအောင်မနေ့စောစောမှာမျက်နှာသုံးဘွားအစ်ကလေးနဲ့မျက်နှာတက်ပြီးမိမိဖြစ်လို့ဒီများကိုဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေတွက်ကတော့တင်းနာနေဘွားမာဘုတ်ဘီနေနီယာပုတိဘွားစန္ဒရှင်တွေဖြစ်ပါတယ်ပုတိသဘောမကျော်သောကျော်သောဘာကနှိုက်မြာဆိုသည့်အတိုင်းငယ်စဉ်မှာခက်ခဲသော်လည်းကြီးမြတ်သောအချိန်မှာအောင်မြင်ချမ်းသာကြမဲ့သူတွေဖြစ်ကြပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေ ီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရေရာဖြစ်နေနီးစတဲ့ဘုံကြီးကြောင်းကိုငါပြောသီးမဲ့တပိလောင်းလူလိုက်ခြင်းအဖြစ်မွေးနေ့ကုသိုလ်ရေရာဖြစ်ထူးခြားသော ကောင်းကျိုးချမ်းသာများရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးဆုံးမကဏ္ဍကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအစဉ်ပြေဖို့အတွက်ဆိုရင်တော့ခိုးရင်ငှက်တွေကိုဘယ်လဲနဲ့အစာဒါနာပြုလိုက်ခြင်းအဖြစ်ငွေကြေးကိစ္စတွေအစဉ်ပြေသွားပါလိမ့်မယ် ဈေးဆိုင်တွေစတိုးဆိုင်တွေကုန်စုံဆိုင်တွေလက်ဖက်ဆိုင်တွေစားတောက်ဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့ဆိုင်ရှိမျက်နှာသာကိုတကြားအနေငယ်ကျဲပက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တိတိတတ်တာရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အမှုကိန်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတင်မော်ဒီအစိမ့်မှာရေးပြီးညနေပိုင်းရေစည်းမှာမျှော့ပလိုက်ပါခင်ဗျာကျမကြီးညံ့နေတဲ့သူတွေရှိရဆိုရင်တော့ကျမကြီးညံ့နေသူတွေအတွက်ဓာတ်စာဖြစ်နေဒီလိုမျိုးမှာမြင်းခွာရွက်ကလေးအနေငယ်စပြီးကျမ်းမာဖို့ဆူတောင်းလိုက်ပါခင်ဗျာ အခြေကိစ္စမြစ်တိုင်းကိစ္စအိမ်တော်ကြီးကိစ္စတွေအစဉ်ပြေချောမွေ့ဖို့လို့အတွက်ကတော့မုံလက်ဆောင်ဆွန်မနက်စောစောမှာမြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ